အလုံးမင်းမင်္ဂလာပါခင်ဗျာဒီနေ့တင်ဆက်ပေးမယ့်စကားလေးကတော့ H O L E S hose မြန်မာလိုကတော့အပေါက်တွေပေါ့ခြေပြောလာတဲ့သဲကနေရာကြီးရဲ့လေပူပြင်းတဲ့နေရောင်အောင်မှာကောင်းလေးတတိုက်ကသဲတွေထဲမှာအပေါက်တွေတူးနေကြပါတယ်ဂျိုးဒီအနီးနားမှာမဝေးတဲ့ကောင်ပေါ်လာတော့ခက်ခဲတဲ့အလုပ်ကိုမလုပ်နိုင်တော့တဲ့ကောင်လေးတယောက်ကသူ့ဖက်ကိုချုပ်ပြီးအဲ့ဒီမွေကိုသွားထိဖို့လုပ်တယ်အဲ့ဒီအချူဆက်ကတော့သူအသက်ဆုံးရှုံးသွားရတာပါပဲဒီတစ်ချိန်မှာပဲမြို့ထဲမှာတော့စတန်လီဆိုတဲ့ကောင်လေးတယောက်လမ်းလျှောက်နေတော့ယုဒိရဲ့ နဲ့တရံဘဲကနေမှမသိပြုတ်ချက်လာပြီးသူ့ကောင်းကိုလာမယ်လို့လဲကြတော့ပါတယ်သူကအနံစိုးထွက်တဲ့ဖနက်တွေတွေစီးကျော်တဲ့သူဆိုတော့စတန်လီကအဲ့ဖနက်တွေကိုအိမ်ယူတော့ဖို့ဆုံးဖြတ်လိုက်ပါတယ်။ဒါပေမဲ့အဲ့ချိန်မှာပဲရဲတွေရုတ်တရက်တွေရောက်လာကြတယ်။ဒီဖနက်တွေကနာမည်ကြီးဘေ့စ်ဘောကစားသမားတယောက်ရဲ့ဖနက်တွေဖြစ်ပြီးတော့အာပရိုက်တာဘွဲတခုကနေခိုးယူခံရတာလို့ပြောတယ်။ဒါကြောင့်ရဲတွေကစတန်လီကိုပဲတည့်ရခံလို့ယုံကြည်လိုက်ကြပါတယ်။ ရဲတွေကစတန်လေးကိုအိမ်ခေါ်သွားပြီးဖြစ်ချောင်းပုံစင်ကိုသူ့မိသားစုကိုတီးပေးတယ်။ဒါပေမဲ့စတန်လေးရဲ့မိသားစုကတော့အံ့ဩသွားပုံမရပဲသူတို့ရဲ့မျိုးရိုးကိုလိုက်နေတဲ့ဂျိန်စာကိုပဲအပြစ်တင်ကြတယ်။မျိုးရိုးကိုလိုက်တဲ့ဂျိန်စာနော်။ဒီမှာရဲတွေကတန်လျာဖြစ်စာကိစ္စတွေကိုတတိထားမိတယ်။သူ့ဖေမှာဖနက်ဒါဇင်ပေါင်းများစွာနဲ့ပြည်နေတဲ့အခန်းတလုံးရှိနေတယ်။အာစတန်လေးဆိုတဲ့ကောင်လေးရဲ့နာယံတွေမှာလဲအဲ့ဒီ baseball ချက်ဝင်ရဲ့ poster တွေပြည့်ကပ်ထားတာ။ ဒီလိုတိုက်ဆိုင်တဲ့တပ်တွေတွေနဲ့ပဲစတန်လီကိုတရားရုံးကိုခေါ်သွားတယ်ဒီမှာသူရွေးချယ်တရားနှစ်ခုပိတ်ခင်ရတယ်ထောင်ထဲတော့မလားဒါမှမဟုတ်လူငယ်ပြုပြင်စကန်နဲ့အဲလူငယ်ပြုပြင်စကန်ဖြစ်တဲ့ကန်ဂရင်းလိတ်ကိုဆက်ရှိလာဖြတ်တမ်းမလားဘာပဲဖြစ်ဖြစ်ထောင်ထဲတော့ရတာတဲ့အဲပူပြီးနူးညံ့မဲ့ထင်တဲ့စကန်ကိုပဲစတန်လီကရွေးချယ်လိုက်တယ်မကြခင်မှာပဲသူ့ကိုတင်ဆောင်လာတဲ့ဘက်စကာကအပေါက်တွေနဲ့ပြည်နေတဲ့ကျေပြိုးလာတဲ့တဲကနေညာကြီးကိုဖျက်ချော်ပြီးတဲ့နောက်အရေးကြီးတဲ့မျိုးလေးစီကိုရောက်လာပါတယ် ဒီမျိုးလေးမှာကောင်လေးတွေအားလုံးအကျဉ်းသားဝစ်စုံတွေကိုဝစ်ဆင်ထားကြတယ်စတန်လီယစကဲမူရဲ့ညာလယုံဖြစ်တဲ့မစ္စတာဆာဆိုတဲ့သူနဲ့တွေ့တယ်သူကစကဲမှာအခြေအနေတွေဘယ်လိုလုံးလုံးတယ်ဆိုတော့ရှင်းပြတယ်ဒီစကဲမှာကင်းမြော့စင်နဲ့ချန်စီယိုတွေမရှိဘူးဘာလို့လဲဆိုတော့ရေအရင်းမြစ်လုံးဝမရှိပဲမိုင်ပေါင်းရာနဲ့ချီကျဲပြဲနဲ့တဲကနေရကြီးနဲ့ပဲဝင်းရံထားလို့ဘယ်သူမှထွက်ပြေးဖို့မကြိုးစားရကြဘူးစတန်လီကိုအဝိစန်းနဲ့စုံနဲ့အပေါက်တူးဖို့ခေါပြတစ်ချောင်းမှပေးလိုက်တယ် နေတိုင်းသူကခေါပြန်းနဲ့တိုင်းတာပြီးငါးပြီနဲ့ရှိအပေါက်တစ်ခုကိုတီးတီးကြကြတူးရမှာပါသူကြကြတူးရလေပြင်းတဲ့နဲ့နေရအောင်မှာကြကြနေရလေပဲဖြစ်ပါတယ်ဒါပြည့်စတက်လေးကမွေွေတွေနဲ့အဝါခွက်ရှိတဲ့အိမ်မောင်မျိုးစိတ်တွေကိုတတိထားရပါတယ်ဘာလို့လဲဆိုတော့သူတို့ကသူ့ကိုကြိုက်တတ်နိုင်လို့ပါပဲအဲ့ဒီနောက်မှာတော့စတန်လီကစကန်အတိုင်းမင်ကဒေါက်တာပန်နစကီးနဲ့တွေ့တယ်သူကသူ့ကိုလက်လက်ကြည့်ရှုဝင့်ပေးပြီးတော့နံပါတ်၈စီကံကိုလေးပြီးပြောပြတယ်အဲ့ဒါကတော့ စကမ်းမှုဆိုတဲ့တို့ဘယ်တော့မှစိတ်မဆိုးအောင်လုပ်မိဖို့ပါပဲပန်နစကီကစတန်လေးကိုအေးဆေးအမနေရာကိုခေါ်သွားဖို့အခြားကောင်လေးတွေကိုတောင်းဝင်ပေးတယ်အဲ့ဒီနေရာကတော့မသိခင်ကောင်လေးတယောက်အန်ထားတဲ့အစွန်လေးတွေတောင်ကြံနေတော့မယ်ဒေါက်တာပန်နစကီကကောင်လေးတွေကိုသူ့ရဲ့နာမည်အရင်းတွေနဲ့ခေါ်ပေးမယ်ကောင်လေးတွေကတော့ဒီနေရာမှာကြားထားတဲ့နာမည်ပြောင်တွေနဲ့ပဲတယောက်ဦးတယောက်ခေါ်ကြတယ်အသက်ငယ်ဆုံးကောင်လေး0ဟာ0ပေါ့သူကစကားမပြောသလောက်ရှားလို့အဲ့ဒီနာမည်ပြောင်ရထားတာပါ စတန်လေးကသူ့ရေဘူးအတွက်ရေဘဲကရမလဲမီးတော့အခြားကောင်လေးတယောက်ကိုသူ့နာမည်ရင်းနဲ့မှားခေါ်လိုက်ကြီးချက်ချင်းမဲ့သူတို့ကသူ့ကိုတိုးထုတ်လိုက်ပြီးဒီနေရာမှာနာမည်ပြောင်းနေတဲ့သာခေါ်အောင်မယ်လို့တတိပေးလိုက်ကြပါတယ်။ညသာစားချိန်မှာစတန်လေးကအမျိုးမျိုးချက်ပြုတ်ထားတဲ့ပဲရီသာပါတဲ့ရှိတ်ကောက်ကိုရတယ်။ထောင်ထောင်ဟင်းပေါ့ပဲဟင်းပေါ့ပီတာကစတန်လေးဒီနေ့အပေါက်တူးစရာမလိုဘူး။အဲအဲ့ဒါမို့သူကပွဲပူစားမယ်ဆိုပြီးတော့သူ့ရဲ့ဝေစုကိုလူယူသွားတယ်။ကောင်လေးတွေကစတန်လေးကိုဘာလို့ဒီကိုပို့လိုက်တာလဲမေးကြတော့ နာမည်ကြီးကစားသမားရဲ့ဖနက်ခိုးမှုနဲ့စိုးစွဲခံရတာလို့သူပြန်ဖြေပါတယ်။ဇီရိုကယုဒီအဲ့ဖနက်တွေမှာအနီးရောင်ကြက်ချီကအမသာပါရလာလို့မေးလိုက်တယ်။ဒီမိကုံးကလူတိုင်းကိုတုံလို့သွားစီပါတယ်။စတန်လီကလည်းဟုတ်ပါတယ်လို့ပြောလိုက်တယ်။သူ့စိတ်ထဲမှာတော့တရားခွင်တော်ကဘေ့စ်ဘောကျယ်ဝဲကမိဘမဲ့ကြောင့်မှကြီးပြင်းလာခဲ့တာကိုသူပြောပြောပြခဲ့တာကိုသတိရနေပါတယ်။အဲ့ဒါကြောင့်သူက pride ရပွဲမှာမကြာခဏလူရန်တက်တာ။အဲအဲ့ဒီညမှာပဲစတန်လီအိတ်မပြောဘူး။ သူ့အဖိုးပြောပြခဲ့ဘူးတဲ့သူတို့မိသားစုချိန်သာတင့်နေတယ်ဆိုတဲ့စကားကိုသတိရမိသွားတယ်အဲ့ဒါကြောင့်သူ့ဖေရဲ့တည်ထမှုတွေကဘယ်တော့မှမအောင်မြင်တာသူ့အဖိုးကြီးတောင်ကံမကောင်းပါဘူးတစ်ချိန်ကစတော့ဈေးကမှငွေကြီးတွေအများကြီးရှာခဲ့ဘူးဝင်မယ်နောက်တော့ kitchen gate kitchen gate တဲ့နော်နာမည်မှတ်ထား kitchen gate လို့နာမည်ရတဲ့နာမည်ဇိုးနဲ့ ရသွေးကောင်တူကတက်ပစ်လိုက်တာသူမမှာသားကောင်တွေကိုတက်ပြီးတဲ့နောက်မျက်နှာမှာတောက်ပတဲ့အနီအောင်နှကန်းနေအမသာခြံထားခဲ့ဖို့အတွက်နန်းထက်တဲ့အခြေရှိပါတယ်ဒါပေမဲ့ကိတ်ကစတန်လီရဲ့အဖိုးကိုမတက်ခဲ့ဘူးဒါကြောင့်နိုင်권လည်းမရခဲ့ပါဘူးသူမကယရနာတိတောက်ကူတာယူသွားပြီးတဲကနေရာထဲမှာရင်းငဲ့ပြီးသိဆုံးမှုသူ့အဖိုးကိုထားခဲ့လိုက်ပါတယ်နောက်ဒီမနက်မှာတော့ကောင်လေးတွေကလှုပ်ရှားလှုပ်ဖို့အာဘောမနက်ခင်းဆို အမောင်မှောင်နေတော့နိုးလာကြပါတယ်တယောက်စီကမနက်စာတွေကိတ်မှုတစ်လုံးနဲ့ကော်ပြတစ်ချောင်းရတယ်ဒါပေမဲ့စတန်လီတစ်ချောင်းယူလိုက်တော့ပီတာကချက်ချင်းတွန်းလိုက်ပြီးလူယူလိုက်တယ်အဲ့ဒါကပီတာရဲ့ကော်ပြဖြစ်နေပြီးပို့ပြီးတော့တူပါတယ်သူချားသူတွေကိုပြေမသွုံးမအောင်ဘူးအဖွဲလိုက်အပေါက်တူးတဲ့နေရာကိုရောက်တော့မစ္စတာဆာစတန်လီကိုရှင်းပြတယ်အပေါက်တူးနေရင်စိတ်ဝင်စားတဲ့အကူတွေ့ရဲ့သူစီအစီရင်ခံရမလို့ပြောပါရယ်စကမ်မှုကအဲ့ဒီပစ္စည်းကိုသဘောကျရင်ကြံတဲ့တနေလုံးအားယူခွင့်ရမယ်တဲ့ဒါပေမဲ့ သူတို့တိတိကျကျဘာကူမှရှာနေတာမဟုတ်ပဲသူတို့ခိုင်းလို့သာ တူးနေတာလို့မစ္စတာစာကအတီးပြူပြောပြပါတယ်အဲ့ဒီနောက်မှာတော့ကောင်းလေးတွေအားလုံးအလုဆတ်လောက်ကြတယ်သူတို့ကမြေကြီးတွေကိုခတ်ယူတဲ့အခါအချာတခါတည်းတခြားသူတွေကပေါက်ထဲကိုမတော်မဆပြစ်ထင်မိတယ်စတန်လေးကသူ့အပေါက်ထဲမြေကြီးတွေမပြစ်ထင်မိအောင်ပိုဘျူးဆိုင်ကြဖို့သတိပေးဖို့ကြိုးစားပေမယ့်သူတို့အားလုံးကသူ့ကိုလောင်မြောင်ရီမောကြပါတယ်ဂေါ်ပြားနဲ့တူးနေရင်စတန်လေးကမိသားစုချင်းစာကြောင့်ထတ်တွင်းမိပါတယ် သူ့ရဲ့ဘိုးဘေးအီလီယာနော်သူ့ရဲ့အဖိုးပေါ့အီလီယာဟာဝက်ချက်နှစ်ချက်မှာလှုပ်လှုပ်ခဲ့ဘူးပြီးပန်ရှင်ပန်ရှင်ရဲ့သမီးမိုင်ရာကိုချစ်မိသွားတယ်ဒါကြောင့်မိုင်ရာရဲ့နှလုံးသားကိုဘယ်လိုရအောင်ယူမလဲဆိုတာအဲအကြံဉာဏ်တောင်းဖို့စီရိုနီလို့ခေါ်တဲ့ဟိုဟာအဲ့ဒေတာဗီဒင်ဆီယာမောင်းကိုတွားရှာပါတယ်အာစီရိုနီကလက်လျှော့ပြီးတော့သူ့ကညီမကိုရှာဖို့အမေရိကကိုပဲသွားလို့ပြောတယ်။ဒါပေမဲ့အီဒီယာလက်မလျှော့ပဲမိုင်းယာကိုလက်ထပ်ဖို့သွားတောင်းဆိုခဲ့ပါတယ်။အဲ့ဒီချိန်ကတခြားတောင်းရင်းသူတယောက်ကအမွေအဖြစ်ဝကြီးတကောင်ကို ယူလာတဲ့ဆိုယူလာတာဆိုတော့ပါရှင်ကညင်းလိုက်ပါတယ်။အီလီယာဝန်းနေနေတာကိုမြင်တော့ဇီရိုနီကတနာပြီးလက်ကွက်လေးတစ်ခုတင်ပေးလိုက်တယ်။နေတိုင်းအီလီယာဝက်ကလေးတစ်ကောင်ကိုတော်မော်တီထမ်းပြီးတော့၆တခုကနေရေးတိုက်ရမယ်။အဲ့ဒီလိုလုံနေနေတချင်းတစ်ပုတ်ဆိုပြရမယ်။ရက်တွေကြာလာတဲ့နေ့မြအီလီယာပိုးတန်မာလာပြီးဝက်ကလည်းပူကြီးလာတယ်အကောင်းဆုံးအမွေအမွေဒီနေ့မှမွေဆိုတာကတော့ဘာတော့တင်တောင်းတဲ့ပစ္စည်းပေါ့ဝက်ကိုပိုင်းရှင်ကိုပေးပြီးရင်အီလီယာက စီရိုနီကိုလည်းရေတိုက်ဖို့တောင်မော်ကိုပြန်ထမ်းခေါ်သွားပြရမယ်အကယ်၍အဲ့ဒီဂရီဖြတ်ရင်တော့သူ့ကိုရောသူ့ရဲ့မျိုးဆက်အားလုံးကိုပါချိန်ဆတဲ့မယ်အီလီယာညွန်ကြားချက်တွေကိုရေပေါင်းများစွာလိုက်နိုင်ခဲ့တယ်ဝက်ကလည်းပူကြီးလာပြီးတော့သူချက်ချင်းပဲပါပိုင်စင်ရယ်သူပိုင်ရှင်ဆိုတာသူ့ရောက်မှစီခေါ်သွားတာပေါ့ဒါပေမဲ့ကံမကောင်းသွားနေပဲအီလီယာရဲ့ဝက်ကအဲသူပြိုင်မဲ့တယ်သူပြိုင်မဲ့ရဲ့ဝက်နဲ့အယူအဆအတူတူလောက်ပဲဖြစ်နေဒါကြောင့်ပန်ရှင်ကမိုင်းရအောင် သူယူခြင်းနဲ့ယောက်ျားကိုသူကိုယ်တိုင်ရွေးချက်ခိုင်းတယ်။မိုင်းအားလည်းဘသူကိုယူရမှန်းမသိတော့ကြတော့အဲဂိမ်းတစ်ခုဆုကစားမှုဆုံးဖြတ်လိုက်တယ်။အဲအဲ့ဒါကိုသူ့ရဲ့အပေါ်ယံဆန်မီပေါ့ပြတ်တဲ့သဘောထားအီလီယာကိုအញ្ញံစိတ်နောက်ချက်ဖြစ်စေတယ်။နောက်ဆုံးမှာတော့ဇီရိုနီရဲ့ဆကအချက်မီးခဲ့တယ်လို့အမေရိကကပဲသွားဖို့ဆုံးဖြတ်လိုက်ပါတယ်။ကံမကောင်းစွာနဲ့ပဲသူမထွက်ခွာရခင်အမေရိကကိုမသွားခင်ပေါ့ဇီရိုနီကိုတောင်ပေါ်ထန်းခေါ်သွားပြီးမှဂရီကိုမေ့သွားတယ်အဲ့ဒါက အကောင်မကြီးကိုစိတ်ထူးသွားစေပြီးသူမရဲ့မိသားစုကိုထာဝရသူ့ရဲ့မိသားစုပေါ့သူ့ရဲ့မိသားစုကိုထာဝရကျင်းတာတိုက်စီခဲ့တယ်တဲ့ပြစ်ဆုံးပဲပြန်ရလာပါတယ်မစ္စတာဆာကသူ့ထရက်ကာကိုအပေါက်ထည်မောင်းလာပြီးတော့ကောင်းလေးတွေကိုရေဦးတွေရေဖြတ်ခိုင်းတယ်စတန်လီကိုသူပထမဆုံးထွက်တဲ့တရက်ထဲနဲ့လက်တွေမှာဖူးပိတ်နေထွက်လာတာကိုလောင်ပြောင်ကြတယ်အာပထမဆုံးအပေါက်တူးလို့ပြီးသွားတဲ့သူကဆို0ပါပဲအဲရမ်းမြန်လုံးလို့ကောင်းလေးတွေကသူ့မြေကြီးတွေစားနေတာပဲဖြစ်ရမယ်လို့နောက်ကြောင်ကြပါတယ် စတန်လီနောက်ဆုံးသူ့အပေါက်ကိုတူပြီးတော့တဲ့ကဘယ်သူမှသူ့ကိုအပေါက်တက်ဖို့မငူညင်ကြပါဘူးဒါကြောင့်သူကိုယ်တိုင်တက်ဖို့ပဲတင်ယူရပါတယ်အဲမျိုးစီပြန်ရောက်တော့စတန်လီကမစ္စတာဆာသူ့ကိုတနက်နဲ့ချိန်နေတာမြင်နေဒါပေမဲ့သူကတကယ်တော့အဝါကွက်အိမ်မြောင်အဝါကွက်တဲ့ကောင်ကိုချိန်နေတာပရမတ်သောတနက်ကြီးကလွဲသွားတယ်အဲ့ဒီမြောင်အဲ့ဒီအိမ်မြောင်ကသူ့လေဘင်းကိုဖောင်းလိုက်ပြီးစတန်လီဘက်ကိုပြေးဝင်လာတယ်ဒါပေမဲ့မစ္စတာဆာနောက်တစ်ချက်ပြပြီးအဲ့ဒီအိမ်မြောင်ကိုတက်ပြစ်လိုက်ပါတယ် ရတဲ့တပတ်တွေတရပီတရကုံဆုံးသွားတယ်စတန်လေးရစကန်ရဂျန်နန်ရဲ့ပုံစံတွေကိုတဖြည်းဖြည်းအသားကျလာတယ်မနေ့အစိုးကြီးနိုးတယ်မျိုးချရခက်တဲ့ပယ်ဟင်းတွေကိုစားတယ်ပြီးတော့သူ့လက်တွေအဖူးပွင့်တွေပုံများလာတဲ့အချိန်တနေ့လုံးအပေါက်တွေတူးရတယ်တခါတလေအနေရှိတဲ့တတော်ဝါတွေပေါ်လာတတ်ပါတယ်တခါတလေရေချိုးကန်ရေချိုးကန်တွေကရေတောင်မလာပါဘူးချောက်ကောင်လေးတွေကလည်းစတန်လေးမကြခဏစားနောက်ပြီးအားနေတဲ့ကောင်လို့ခေါ်ကြပါတယ်ပြဿနာရှောင်မှုစတန်လေးကတိတ်တိတ်စိတ်စိတ်ပဲတိုက်ခတ်မိနေပါတယ် အင်ကိုသူ့အမေစီပို့တဲ့စာရီထဲမှာသူကပုံမှန်နွေရည်အပန်းဖြေစကမ်းမှာအန်အောသေးရကောင်းတဲ့အန်အောသေးရကောင်းတဲ့နွေရည်ကိုပိုင်ဆိုင်နေရတာပဲလို့တော့မှလိန်မျောခဲ့ပါတယ်။နေ့လေကင်းတခုမှစတန်လီကကြောက်ပြေညွန်းတခုမတော်မဆတွေ့ရှိသွားပြီးပနန်စကီစီယူလာပါတယ်။ဒါပေမဲ့ဒေါက်တာပနန်စကီကစကမ်မှာကြောက်ပြေညွန်းတွေကိုလုံးဝဂရုမစိုက်ဘူးလို့ပြောတယ်။သူကဒီနေရာကအရင်ကရေကန်ဖြစ်ခဲ့ဘူးပြီးပေါင်းဝင်ရင်ကမြေတွေကစကမ်မှုရပူပိုင် ဖြစ်ခဲ့တာလို့ထပ်ပြောပါတယ်။ဒီအချက်ကအတိတ်ကိုပြန်ပြောင်းပြလိုက်ပါတယ်။ အဲ့ဒီမျိုးလေးကတချိန်ကစီကားပြတ်တက်ဝင်ခဲ့တယ်ဆန်လို့ခေါ်တဲ့ပုံစံတူကသူမြင်လဲနဲ့ဒီကိုလာပြီးသူပြောတာကတော့ရောဂါအလုံးကိုကုသနိုင်ပြီးသေစေနိုင်တဲ့အိမ်တော်မျိုးစိတ်တွေကိုတိုးလာနိုင်တယ်ဆိုတဲ့အထူးကျက်သွန်းတွေကိုရောင်းခဲ့ဘူးလေဆန်ကဒေတာရဲ့ကြောင်းစီယာမှကက်သရင်းကိုချစ်မိသွားပြီးအမြဲတမ်းသူ့အတွက်တီးတဲ့ကျက်သွန်းအိတ်တလုံးယူလာပေးပါတယ်အပြည့်မှာကက်သရင်းကသူ့မကိုယ်တိုင်ကုတတ်တဲ့မုံမုံတီးဘူဒဘူပလေးရှိပါတယ်မျိုးရဲကယောက်ျားမြန်းတို့ကက်သရင်းကိုကြိုက်ကြပြီးဆန်ရနဲ့အထူးကြီးဆိုင်မှုကိုသူတို့မကြိုက်ကြပါဘူးမိုးရွာတဲ့နေ့တည်းမှာကြောင်း ခေါမှုမိုးရုံနေလို့ကက်သရင်ကကြောင်းသားတွေကိုစောစောမြတ်ပို့လိုက်ရတယ်။ဆန်ကပြင်ဆင်ပေးဖို့စီတနာဝင်လာလုပ်ပေးခဲ့တယ်။အဲ့ဒီတော့ကျေးဇူးတင်သွားနဲ့သူနဲ့ကက်သရင်နဲ့အတူရှိဖို့အခွင့်အရေးပို့ရလာပါတယ်။တဖြည်းဖြည်းသူမနဲ့ပို့ရင်းနှီးလာပြီးတဲ့နောက်မှာကြောင်းရင်ပြစီနေတဲ့အခြားစိတ်ပိုင်းတွေကိုအကူအညီမှုပြင်ဆင်ပေးခဲ့တယ်။ဒါပေမဲ့ညနေတိုင်းကက်သရင်ကလူကြီးအတန်းကိုတင်ကြတဲ့အခါဆန်က အမျိုးသားတွေတမောင်းကိုအဆက်မပြေရိုင်းဆိုင်နဲ့မှတ်ချက်တွေပေးနေတာကိုမျက်မြင်ကိုယ်တွေ့ကြုံရတယ်။စကမ်းမှုရဖို့ဖြစ်သူဝေါ်ကာကတော့တမောင်းကိုချိန်တွေ့ဖို့ဒိုက်ရိုက်တောင်းဆိုခဲ့တယ်။ဒါပေမဲ့ကက်တရင်ရဲ့ညှဉ်းဆုံမှုကသူ့ကိုဒေါသထွက်စေသွားပါတယ်။တပြေးပြေးနဲ့ကြောင်းတော်ကမျိုးရဲမှာအလှဆုံးအဆောင်ဖြစ်လာတယ်။ဒါပေမဲ့ဆန်ကသူ့မျိုးကိုဆုံးရှုံးသွားတော့လီကို စားထိုးသုံးပြရတယ်။နောက်ထပ်မိုးရွာတဲ့နေ့လည်ခင်းတစ်ခုမှာဆန်နဲ့ကက်တရင်တို့နောက်ဆုံးမှာနန်းတစ်ခုရရဲဝုံဝုံမျှဝေလိုက်ကြပါတယ်။ ဝေါကကအဲ့ဒါကိုမျက်မြင်ကိုတွေ့မြင်လိုက်ပြီးမြို့ရဲကိုချက်ချင်းသတင်းပြလိုက်တာကိုသူတို့မသိလိုက်ကြဘူး။နိုင်နေငယ်တွင်မှာပဲမြို့ရဲအကြောင်းယောက်ျားသားတွေစူဝေးပြီးပြည်တယ်နေအကြောင်းဆောင်မီးရှို့လိုက်ကြပါတယ်။ထိတ်လန့်နေတဲ့ကက်သရင်ရဲ့အကူအညီကိုမြို့ဦးဝန်မင်းစီကိုပြေးတော့ပါတယ်။ဒါပေမဲ့သူကရမုန်နေပြီးသူ့မကိုနမ်းဖို့တောင်းတောင်းဆုလိုက်ပါတယ်။ကက်သရင်ကသူ့ကိုတွန်းထွက်လိုက်တော့သူကလောင်ပြောင်နေဆန်ကိုဆော်ကားတဲ့လူမျိုးချဆက်ဆံရေးလုံးဝတရားမဝင်ဘူးဆန်ကိုတည်တယ်မရမှသိကြတယ်လို့တတိပေးတယ်။ကြောင်နေတဲ့ကက်သရင်ကဆန်ကိုသွားတတိပေးဖို့ အမြန်သွားခင်မှာနောက်ကျနေပါပြီသူလေပေါ်မှာရှိနေတော့တနက်နဲ့ပြစ်သက်ခံလိုက်ရပါတယ်ချိန်နိုင်ငယ်ကြတော့ကက်သရင်းပြန်လာတဲ့မြို့ဝင်မင်းကိုပြစ်သက်လိုက်ပြီးသူနှကန်းပေါ်မှာသူတချိန်ကလူချင်းငယ်နဲ့အနမ်းကိုတင်ပစ်လိုက်တယ်အဲ့ဒီနောက်သူမကမြို့ဝင်နဲ့ထောက်ခေါ်သွားပြီးကစ်စင်ဂိတ်လို့နာမည်သုံးနဲ့ကြော်ကြတဲ့တပြားဖြစ်လာခဲ့ပါတယ်ပြစ်ဆုံးပံပြန်လာတော့ပီတာကစတန်လေးစီကြောက်လာပြီးနောက်တစ်ခါတစ်ခုခုတွေ့ရင်သူ့ကိုပေးရမယ်လို့ပြောပါတယ်နောက်ပိုင်းမြူထဲမှာစတန်လေးကသူ့ကိုမချက်ခဏနိုင်ခြင်းနဲ့ကောင်လေးတယောက်ကိုမတော်မဆတိုက်မိပြီးရံဖြစ် ရန်ဖြစ်လူနီးပါဖြစ်သွားတာပေါ့ဒါပေမဲ့6កောင်လေးတွေချက်ချင်းကြားဝင်လာကြတယ်အဲ့ဒီချိန်ကစာပြီးစတန်လီရဲ့အဖွဲ့ရဲ့လေးစားမှုကိုရရှိခဲ့တယ်သူတို့ကသူ့ကိုကိရှမန်နဲ့ကိရှမန်ဂူလာကြီးဂူလူသားကြီးပေါ့သူ့ကိရှမန်လို့တောင်နာမည်ပြောင်းပေးလိုက်ကြပါတယ်ရချိုးတဲ့နေရာမှာပိုကောင်းတဲ့နေရာကိုတောင်ရခဲ့ပါတယ်အဲ့ဒီချိန်မကြခင်မှာပဲစတန်လီကသူ့မေစီစာတစောင်းလက်ခံရရှိတယ်။အိဆာတယ်မှာသူ့ဖွေရဲ့စမ်းသပ်မှုကမအောင်မြင်သေးဘူး။သူတို့ရဲ့အိမ်ပိုင်ရှင်ကမကြခင်သူတို့ကိုအိမ်ကနေနေထုံးနိုင်တယ်လို့ရေးထားတယ်။ဒီအချိန်မှာ0က စတန်လီဆာဖန်နေအောင်မြင်တော့ဆက်လုံးရေးဖို့မတင်ဘူးကြောင့်မဝင်ခံပြီးစတန်လီကိုတင်မှုဖို့တောင်းဆိုတယ်ဒါပေမဲ့စတန်လီကသူဆရာကောင်းတယောက်မဟုတ်ဘူးပြီးတော့နေတိုင်းအလုပ်ပြီးပင်မနှွမ်းနေနေပြအနားယူဖို့လိုတယ်လို့ပြောပြီးညှဉ်းဆန်လိုက်ပါတယ်။နောက်ထပ်အပေါက်တူးတဲ့အချိန်တစ်ခုမှာစတန်လီက KV စလုံးတွေရေးထိုးထားတဲ့သေးငယ်တဲ့အရာဝတ္ထုကိုယုတ်ရက်တွေးရှိလိုက်တဲ့ကောင်လေးတွေကဒါတနက်ချီကုန်ဖြစ်နိုင်တယ်လို့ထင်ခဲ့ကြတယ်။ဒါပေမဲ့အဲ့ဒါအရန်ပါနေပါတယ်။ စတန်လီကညင်းနေပေမဲ့ပီတာကချက်ချင်းလို့ယူသွားတယ်ဘနက်စကီကအဲ့ဒါကိုမြင်သူ့ရဲ့အထက်အရာကြီးကိုချက်ချင်းအစီရင်ခံတဲ့စကမ်မူအားလင်းမြန်တော်ပဲရောက်လာပါတယ်။သူမကလပ်ပါတဲ့အမျိုးသမီးတယောက်ဖြစ်နေတာကြောင့်ကောင်လေးတွေအားလုံးအံ့ဩတင်သွားပါတယ်။သူမကဒီရှာဖွေတွေ့ရှိမှုအတွက်အယဉ်ကျေးနေပြီးပီတာကိုနိုင်ဝင်ပေးလိုက်တယ်။ဂျန်တဲ့သူတွေကိုပီတာရဲ့အပေါက်ပက်လက်အိဒီယာတခုလုံးကိုဒူးဖော်ဖို့အမိန်ပေးလိုက်တယ်။အဲ့ဒီနေ့လေကျဲမှာပဲကောင်လေးတွေကပုံမှန်နဲ့ပူကျူသွားပြီးလှုပ်လှုပ်လို့ရတယ်။ဒါပေမဲ့မှန်ကန်တဲ့နေရာမို့လို့ဘာမှမတွေ့ရဘူး။နောက်ရက်တွေမှာသူတို့ဖွင့်ထားတဲ့ဥမင်လိုင်းကောင်နဲ့ဆက်တွေ့ရတယ်။ဒါပေမဲ့ တွေ့တာကလက်ကင်ကလေးသေးသေးလေးတခုပဲနောက်ဆုံးမှာစကန်မိုးကလက်လျှော့လိုက်ပြီးကောင်းလေးကိုအရင်လိုပဲကိုပိုင်ပေါက်တွေပြန်နှုတ်ဖို့မိန်ပေးလိုက်တယ်။နောက်နေမှာမစ္စတာဆာကသူ့ရဲ့ရေဦးတွေရေဖြစ်ပြီးနေတော့ကောင်းလေးတယောက်ကထရက်ကားတွေကနေနေဂျာစိတ်နေဂျာစိတ်အိတ်တလုံးခူးယူသွားတယ်။မစ္စတာဆာထွက်သွားတော့အဖွဲကအဲတဖွဲလုံးပေါ်အတူတူဝေးမြဆောက်တော့ကြတာပေါ့။ဒါပေမဲ့မကြခင်မှာပဲသူကအဲ့ဒီအိတ်ပြောင်းနေတာကိုသိလိုက်ပြီးထရက်ကောင်လှည့်လာတယ်။ကောင်းလေးတွေကအဲ့ဒီအိတ်ကိုလင်းမြန်းသောဖွက်ထားလိုက်ကြပါတယ်။ဒါပေမဲ့မတော်မဆစနန်လေးရဲ့ခြေတော်နာမှာဖိတ်ကြကုန်တယ်။ဒါကြောင့်သူကသဲတွေနဲ့ဖုံးမှုကြိုးစားတယ်။ မစ္စတာဇာမြောင်းလော်ရမြေပေါ်မှာနိုင်ကြစီပြောင်းခြင်းနေတာကိုမြင်နေရပါတယ်စတန်လီကတင်ငန်းကြီးတွေပြူးယူလိုက်တာလူတိုင်းကိုအံ့အားသင့်သွားစေပါတယ်ချက်ချင်းမဲမစ္စတာဆာသူ့ကိုပြေးပို့ဖို့စကန်မှုစီခေါ်သွားပါတယ်သူမရဲ့ရုံးခန်းထဲမှာကစ်စင်ကိတ်ရဲ့ပိုစတာတွေအနှံ့မြခြေဆွဲထားတာကိုတွေ့ရပါတယ်စကန်မှုကသူမကိုယ်တိုင်ပြုလုပ်ထားတဲ့မမွေးစိတ်ပါဝင်တဲ့အထုလက်သေးနီကိုစတန်လီကိုပြတယ် လက်သက်နေဆိုပြီးနေတော့သူမမစ္စတာဆာကိုမျက်နှာပေါ်ဖျက်ပြီးယိုရီရိုက်ချလိုက်တယ်။နေချက်စီးရဲ့နှမ်းငယ်လိုမိုင်မဲတဲ့ကိစ္စတစ်ခုအတွက်စတန်လီရဲ့တူဖို့မှုဝင်ရနောက်ရှက်ရဲလို့ပါပဲ။ပြီးတော့သူမစတန်လီကိုတိတ်ဆိတ်စွာပဲတူဖို့မှုပြန်သွောခိုင်းလိုက်ပါတယ်။စတန်လီတူဖို့တဲ့နေရာကိုပြန်ရောက်တော့ကောင်းလေးတွေကသူ့ကိုတရေကောင်းတစ်ယောက်လိုကြည့်ကြတယ်။ဇီရိုကသူ့အတွက်အပေါ့ကိုတူပြီးသားဖြစ်နေတယ်။သူ့ကိုကျေးဇူးတင်တဲ့အနေနဲ့စတန်လီကဇီရိုကိုစာတင်ပေးဖို့ဆုံးဖြတ်လိုက်ပါတယ်။ နောက်တစ်ကြိမ်မစ္စတာဆာနဲ့တွေ့တဲ့အခါစကံမှုရဲ့အစိတ်ရှိတဲ့လက်သေးတွေကြောင့်ဖြစ်ခဲ့တဲ့သူ့မျက်နှာပေါ်ထိတ်လန့်စရာမာယုန်ကူအဲ့ဒီလူကပြပါတယ်သူအရန်တော်သွားထွက်နေလို့စတန်လီရဲ့ရေဦးရဲ့ရေဖြစ်မှုကိုညှဉ်းဆိုင်နေရေထည့်မပေးဘူးပေါ့ဗျာဒီချိန်မှာပဲစတန်လီကစကံမှုရဲ့ယုံငန်းထဲမှာသူမြင်ခဲ့တာတွေကိုသတိရပြီးသူတွေ့ခဲ့တဲ့ ်သင်းငယ်တက်ထူပြုံနေရကေစင်ကေးရဲ့ငကန်းနေဖြစ်ရမယ်လို့တွေးမိတယ်နောက်ထပ်အတိတ်ကိုပြန်မြောင်းပြလိုက်ပါတယ်ကိတ်ကအဆန်သေးဆုံးနဲ့အကြောင်းမရှိဘူးမှာပေါင်းသူတွေဝဲတက်ခဲ့တယ်ဒါမှမဟုတ်သူမအချိန်ပေါင်းများသွားလဲလူရက်ခဲ့တယ်စတန်လီရဲ့ဖိုးဖိုးကြီးစီကရန်နာကိုယူပြီးတဲ့နောက်အရင်ကရေကန်ရှိခဲ့တဲ့နေရာမှာပဲမြုပ်နေလိုက်တယ်အဲအနားယူနေတော့ကိတ်ကိုဝေါ်ကာနဲ့သူစနီးကဖမ်းမိလိုက်တယ်အဲ့ဒီအချိန်မှာပဲရေကန်ခန်းချောက်သွားပြီးစံသေးဆုံးတဲ့နေ့ကစာပေမျိုးလေးကပြည့်စည်သွားပြီးစင်းရဲမွေးတင်မှုတွေလည်းကြားရောက်နေပြီ သူတို့ကိုမတက်ဖဲကိတ်ကပိုးပြီးချုံမင်းနဲ့လက်စားချင်မှုကိုရွေးချက်လိုက်တယ်။သူမကအင်မတော်ကောင်ကိုကိုက်ခွင့်ပြုပြီးရတနာရဲ့တည်နေရလေးရုပ်ချက်ကိုသူမနဲ့တူတင်ဆိုင်နဲ့ယူသွားလိုက်တယ်။ဒါကြောင့်ဝေါ်ကာနဲ့သူမရဲ့မျိုးဆက်အားလုံးဒီကျယ်ပြန့်တဲ့တဲကနေရတဲ့မှာအချင်းကြီးထာဝရတူဖို့နေကြတာပဲဖြစ်ပါတယ်။ရတနာတွေကိုလိုချင်တာပေါ့။စတန်လီက zero safat sayid tin mi ko sa dein ngai de zero wa tu ye name yin ga header zero ni phit pi long ga ne nimbaw mya saw ga beiden sia ma zero ni ye myo set phit de wo phit de so ra phaw thau pyo pya ba de စီရိုးကအပေါက်ကိုအရင်မြင်အရင်မြင်မဲ့ဒူးနိုင်တာကြောင့်သူကစတန်လီကိုကူညီမှုဆက်နေခဲ့တယ်ဒါကအချက်ကောင်လေးကိုမနာလို့ဖြစ်စေခဲ့ပါတယ်နေ့လည်ကနေ့ခုမှစီရိုးကသူ့မိကြောင့်ပြောပြတယ်သူမှသူ့ကိုပြုစုပြုထောင်ဖို့အရင်ကြိုးစားခဲ့တယ်ဒါပေမဲ့ဒီနေ့မှသူမှရုပ်တရက်ပြောက်ွက်သွားတယ်အရင်ကစားပြီးစီရိုးကလမ်းပေါ်မှာနေခဲ့ရတယ်မကြခင်မှာပဲအနိုင်ကျင့်တဲ့ကောင်လေးတွေရဲ့တယောက်ကစတန်လီကိုသူ့အကူအညီရလို့တော့အပေါက်တူးလို့ပြီးတော့ပါလို့ပြောပြီးထက်ပြီးစကြနောက်ကြပါတယ်စတန်လီကသူ့ ရှင်းဆိုင်ပါတယ်ပန်နက်စကီကတော့သူတို့တိုက်ခိုက်ဖို့အားပြီးတယ်မြေကြီးပေါ်နံပါတ်လုံးနေတော့စတန်လီရဲ့လင်းရမြတ်နိုင်ယူတာကိုခံလိုက်ရတယ်ဒါကြောင့်ဇီရိုကသူ့တကယ်ချင်းကွယ်ဖို့ခုံမလာပြီးပြိုင်ဘက်ကိုတက်လူနေပါဖြစ်တော့ပါတယ်ပန်နက်စကီကအဲ့ဒါကိုရစ်တက်မှုဒရီဘေးပြုတ်ခတ်မှုတခုလုပ်လိုက်တယ်မကြခင်မှာပဲစကန်မှုရောက်လာပါတယ်ကောင်းလေးကဇီရိုကစတန်လီကိုတူဖို့ကူညီပေးနေတယ်လို့ပြောတယ်ဒါပေမဲ့စတန်လီကအဲ့ဒါဇီရိုစာတင်မိတဲ့လဲလဲမှုတက်တက်တာဖြစ်တယ်လို့ချက်ချင်းရှင်းပြတယ်ဒါပေမဲ့စကန်မှုကတော့တော့တယ်ပြီးပန်နက်စကီကဇီရိုကိုမိုင်းမဲတဲ့မိုင်းမဲသူလို့ခေါ်ပြီးမညံ့မတက်လောင်းပြောင်းတယ် ကြာရှိစွာတွန်းအားပြီးခင်နေရတဲ့ဇီရိုကနောက်ဆုံးမှာဒေါသပေါက်ွက်ပြီးမနက်စကူကိုသူ့ကိုပြန်နေရပြီးတဲခင်နေရတဲ့ထွက်ပြေးသွားပါတယ်မစ္စတာဆာသူ့နောက်လိုက်ချင်တယ်ဒါပေမဲ့စကမ်မှုကဇီရိုမှာဆွေးမျိုးမရှိဘူးသူကသူ့ရဲ့မတန်တွေကိုဖျက်လိုက်ပြီးသူတစ်ခါမှမတီးရှိခဲ့ဘူးလို့ဟန်ဆောင်လို့ရတယ်ဆိုပြီးရက်တန်လိုက်ပါတယ်အဲ့ညမှာပဲကောင်းလေးတွေက0တဲခင်နေရတဲ့မှာသေဆုံးရတော့မှာသေချာတယ်လို့ဆွေးနွေးနေကြပါတယ်စတန်လီရဲ့စိတ်ပူနေခဲ့ပါတယ်ကိတ်ကတပြားတက်ပြီးတော့သူ့အဖိုးတဲခင်ရံထဲမှာဆချောက်ရဲ့အသက်ရှင်နေတဲ့ဇလန်းကိုဒိရရသွားပါတယ် သူအဲ့ဒီမှာဘုရားသခင်ရဲ့လက်မလို့ခေါ်တဲ့ခလုံးခလုံးရနေရတခုတွေ့ခဲ့တယ်လို့ပြောကြတယ်ဒါပေမဲ့သူပြန်တွေ့တဲ့အခါစိတ်မမှန်တလောက်ဖြစ်နေလို့အဲ့ဒါဘာလဲဆိုတော့ဘယ်သူမှမသိကြပါဘူးနောက်တနေ့မှာတော့0ရဲ့နေရာကိုစာထုတ်ဖို့ကောင်းလေးအစ်တတယောက်ရောက်လာတယ်။ဒါစတန်နီကိုစိတ်နှောက်ချက်ဖြစ်သွားစေပါတယ်။ဒါကြောင့်သူအစီအစဉ်တစ်ခုလုပ်ဖို့ဆုံးမြတ်လိုက်တယ်။မစ္စတာဆာရေဦးတွေဖြစ်ဝင်လာတဲ့အခါစတန်လီရဲ့ရုပ်ရည်ထရက်ကားနဲ့ခုံဝင်ပြီးမောင်းပြလိုက်တယ်။မစ္စတာချင်းချင်းကားတစ်ကောက်ကိုစုပ်ကွန်ထားတယ်။စတန်လီကသူ့ကိုနှုတ်ချက်ဖို့ကြိုးစားတယ်။ဒါပေမဲ့အာယုံပြတ်သားတဲ့အတွက် truck ကပေါက်တခုနဲ့ထိုးဆင်းသွားတယ် standing lamp shop ပဲ truck ကလည်းနေထွက်ပြီးတဲကနေရတယ်ဟိုတဲ့တွေပြေးသွားတယ်ချောက်မလို့တွေကဝမ်းလာအားရအော်ဟေးအပိကြတယ် scam ကတရင်ကြတော့ Mr. So Stanley ပျောက်ဆုံးသွားတာကိုနှစ်ဘက်ကြောင်မှာစီရင်ခံဖို့မေးပေးလိုက်ပါတယ်ဘာလို့လဲဆိုတော့အဲ့ဒီချိန်မှာပူမြင်းတဲ့နေရအောင်ချာရီတွေကဘာမှကျွန်တော်မှမဟုတ်ဘူးအဲ့ပူမြင်းတဲ့နေရအောင်မှာ Stanley ဆက်လက်ခံနိုင်ရှိနေတယ်သူပဝဉ္ဇာအစိတ်ရှိတဲ့အိမ်မြောင်တွေကိုရှောင်ရှားနိုင်နေနောက်ဆုံးမှသူဆန်းရဲလေးကိုတွေ့ရှိလိုက်တယ်အဲ့ဒီအောင်မှာ0ရှိနေတယ်သူ မူးမိတ်ပြီးတော့လဲချလူနီးပါပင်မနှွမ်းနေပြီမဲ့အသက်ကတော့ရှင်နေတော့မှာပဲဘာလို့လဲဆိုတော့ဇီရိုကလုံငန်းနဲ့နှမောင်းမြတ်တော်ကကိတ်ဆန်ကိုပြီးခဲ့တဲ့ဖန်ဦးထဲမှာထိမ့်သိမ်းထားတဲ့မက်မွန်ဒီဂျူရီနဲ့အချင်းကြာကြီးအသက်ရှင်နေခဲ့လို့ပဲဖြစ်ပါတယ်စတန်လီလက်နိုင်ငံစားပြီးနေတော့ယူရီယာဝေးကလက်မပေါ်တဲ့တောင်တစ်ခုမြင်လိုက်တယ်ဒါကသူ့ရဲ့အဖို့အသက်ရှင်နေတဲ့နေရာဖြစ်ရမယ့်ဆိုတာချက်ချင်းတဲ့ရင်ပြီးအချက်ချင်းသဘောပေါက်သွားတယ်ကွန်လင်းရောက်လေကိုထားခဲ့ပြီးတော့မိုးဆက်တင် တက်ကြပါတယ်ဒါဟာ တရောအခက်ခဲတဲ့အလုပ်တစ်ခုဖြစ်ပါတယ်စတန်လင်ချော့ကြပြီးပြုတ်ကြလုံလင်ပါဖြစ်သွားတယ်ဒါပေမဲ့ဇီရိုကသူ့တန်ငယ်ကိုဆွဲတင်ဖို့ကော်ပြားကိုအမြန်ထုတ်ပြလိုက်တယ်ကံမကောင်းတော့လည်းပဲအဲ့ဒီလောက်ရဇီရိုရဲ့လက်ကိုထိရိုက်သွားသေးတယ်ဒါကြောင့်စတန်လင်ကသူ့အတွက်ရခဲ့တဲ့ပစ္စည်းနဲ့ပရီစီအီးပေးဖို့ကြိုးစားတယ်သူတို့ခဏလောက်ဆက်သွားကြတယ်ဒါပေမဲ့မကြခင်မှာပဲဇီရိုကပူပြီးအားနဲ့လာပြီးလဲကျသွားတယ်စတန်လင်ကသူ့လက်မကြခင်ဖမ်းပြလိုက်တယ်ဒါပေမဲ့ဒီချိန်မှသူလည်းအရန်ပြင်မနှွမ်းနေပြီးမူးမိတ်လဲကျသွားပါတယ်လက်မလျှော့ပဲ စတန်လီကသူ့ငယ်ချင်းကိုသူ့ကြောပေါ်ထမ်းပြီးသူ့ဘိုးဘေးကတစ်ချိန်ဝက်ကိုထမ်းခဲ့တယ်လို့0ကိုတောင်ထိပ်ကိုခေါ်သွားခဲ့တယ်နောက်ဆုံးမှာစတန်လီကအစိမ်းရောင်အကွက်တစ်ခုတွေ့လိုက်ပြီးလက်ဆက်တဲ့ကြည်နေတဲ့ရေရှိတဲ့ချောင်းငလေးနဲ့စမ်းရဲ့အရသာရှိတဲ့ကြက်တုံနီတွေကိုတွေ့ရှိလိုက်ရပါတယ်သူချက်ချင်း0နှိုးတယ်သူတို့နဲ့အရုံသူတို့ရဲ့ခွန်အားတွေပြန်လဲရရှိဖို့စားတော့ကြတယ်စတန်လီကသူ့မိသားစုအမြင့်မြတ်တဲ့တခြင်းတစ်ပုဒ်ကိုတော့ဆူပြလိုက်တယ်အဲ့ဒါကမျိုးဆက်ပေါင်းများစွာလက်ဆင့်ကမ်းလာတဲ့ဝက်ကလီ တိတ်ချော်တီးဖြစ်နေရဆိုတော့ तू မသိလိုက်ပါဘူးအခုတော့ဇီရိုနီရဲ့ဝိညာဉ်တော်ဟာအီဂျန်တော်အနိုင်သွားနိုင်ပါပြီဘာလို့လဲဆိုတော့ချိန်သာကအကျိုးပြတ်သွားတယ်ကောင်းလေးကတခင်းဆူမိလိုက်တာပေါ့ဆူမိလိုက်တော့ချိန်သာပြတ်သွားတာပေါ့တတိယမြောက်စတန်လေးရဲ့စတန်လေးရဲ့သူ့ရဲ့ဒီထွင်မှုကိုပြည့်တက်လိုက်တယ်မမွန်တီနဲ့ကျက်တော်နီတွေကိုပေါင်းဆက်ပြီးခြေထောက်နံဆိုတော့ထိရောက်တဲ့ကုသမှုကိုရှာတွေ့ခဲ့တယ်ဒါကြောင့်မိသားစုတစ်ခုလုံးကိုလုံပြောရှင်စေခဲ့တယ် နောက်နေ့မနက်မှာဇီရိုကကြီးမားတဲ့ခံဝင်ချက်တစ်ခုကိုလုပ်ခဲ့တယ်ဖနက်တွေကိုခိုးယူခဲ့တဲ့သူပဲသူဖနက်တွေကိုမိဘမဲ့ကြောင့်လူနှမ်းနေတာမြင်ခဲ့ပြီးအဲ့ဒါတွေအရန်နဲ့မကြီးနေမှမတိပဲယူခဲ့တာဒါပေမဲ့ရဲတွေကချက်ချင်းလိုက်လာတယ်ဒါကြောင့်သူတို့ကတရားပေါ်ကနေပြစ်ချလိုက်တော့မတော်မဆစတန်လီပေါ်ကြာသွားခဲ့တယ်နောက်တနေ့မှာဇီရိုကအခြားဆိုင်ကဆိုင်ကဖနက်တွေခိုးယူနေတော့ဖမ်းဆီးခံခဲ့ရတယ်စတန်လီကဒေါ်လာမထွက်ဘူးအဲဆက်ညင်မအနေနဲ့ပေါ့အဲ့ဒီဒီလိုတွေဖြစ်ခဲ့တာအကဲကျမအဖြစ်သာမြင်ပြီးနှစ်ယောက်သက်ပြောပြရှင်ရှင်မရှိနေခဲ့ကြပါတယ်ဒီချိန်မှာစတန်လီရဲ့ရှိနေရ တရားရုံးကသူ့ရဲ့အပြင်ပြစ်စင်မှုကိုတီးပြူးပြီးနောက်သူ့ကိုလာခေါ်ဖို့ပြုပြင်စကံကိုရောက်လာတယ်စကံမှုကရှေ့နေကိုဒေါ်သက်သက်ကြီးမောင်းထုတ်လိုက်တယ်ဒါပေမဲ့ရှေ့နေကအကူကြီးနဲ့ပြန်လာမယ်လို့ဂရီးပေးခဲ့တယ်စတန်လီနဲ့0တို့အဖို့ကတော့သူတို့ပြန်ကောင်းလာတဲ့ကနေအောင်လုံးတူဖို့တဲ့နေရာကိုပြန်သွားပြီးစတန်လီနှကန်းနီပြုံကိုတွေးခဲ့တဲ့အပေါက်ကိုသွားကြတယ်နိုင်ပေါင်းများတော့တူပြီးတဲ့နောက်သူတို့ရတနာတိတာကိုရှာတွေ့တော့ဝမ်းတော်သွားကြတယ်။အဲ့ချိန်မှာပဲစကမ်မှုနဲ့မစ္စတာဆာတို့သူတို့တွေ့သွားကြတယ်။ဒါပေမဲ့အစိတ်ရှိတဲ့အိမ်မအုပ်စုကကောင်းလင်းနှောင်းနဲ့တိတာကိုကာကွယ်ဖို့အတွက်တွားသွားပြီး ဖုတ်အုပ်လိုက်တယ်ကောင်လေးတွေသေးတယ်ဒီကိုက်ကိုစကန်မှုကစောက်မှုဆွမြက်ခဲ့ပြီးတော့သူမရဲ့အဖိုးကငယ်စဉ်တော့ခရစ်စမတ်နေ့မှာတော့သူမကိုဘလို့တုခိုင်းခဲ့ဘူးလေဆိုတဲ့ဇာတ်လမ်းကိုပြောပြပါတယ်။နောက်နေ့မနေ့မှာအိမ်မောင်တွေကကောင်းလေးညကိုမကြိုက်သေးဘူး။ရှင်းနေကရဲတွေနဲ့အတူမြောင်းလာတဲ့ကဆောင်းတိုင်းနေတဲ့ဂျိုကြီးရဲ့နှောက်ရှက်ဖြစ်သွားပါတယ်။ကောင်းလေးတွေကသူမရဲ့ယုံငန်းကနေတက်တာကိုခိုးယူပြီးထွက်ပြေးတယ်လို့စကမ်မွတ်ဇာတ်လမ်းစလိုက်တယ်။ဒါပေမဲ့0ကအပေါ်မှာရေးထိုးထားတဲ့နာမည်ကိုထောက်ပြပြီးအမှန်တရားကိုတက်တည်ပြလိုက်တယ်။အဲ့ဒီနာမည်ကစတန်လေးရဲ့အဖိုးကြီးနာမည်ဖြစ်ပါတယ်။ပြီးတော့သူတို့မြို့ကိုပြန်လာကြတယ်။ရှင်းနေက တစ်တာကိုသူကားတဲ့ထဲပြီးသူတို့ထွက်ခွာရမယ့်ကြောင်ကျင်ညာတယ်ဒါပေမဲ့ Stanley ရဲ့0မပါဘဲစကယ်အနေထွက်ခွာမညွှန်းဆိုလိုက်တယ်ဒါကြောင့်ရှင်းနေရ0ရဲ့ file ကို down လိုက်တယ် file ပျောက်ဆုံးနေတာကိုတွေ့ရှိတဲ့ကရဲတွေကချက်ချင်းစုံစမ်းစစ်ဆေးဖို့ down ဆိုလိုက်တယ် Mr. Sa ထွက်ပြေးနေတယ်ပြင်မှုကျွလွန်တွေဖြစ်ပြီး Panasonic ကလည်းတကယ်ဆရာဝန်မဟုတ်ဘူးဆိုတာတွေ့ရှိတတ်ရတယ်ဒါကြောင့်သူတို့နဲ့ရဆိုလို့စကယ်မှုနဲ့တူဖန်စီခံလိုက်ရပါတယ်အဲ့ဒီချိန်မှာပဲဆယ်စုနှစ်များသောမိုးကောင်ပြီးနောက်မိုးဆက်နေရွာချလိုက်တယ်ကောင်လေးတွေကအပြင်ကိုလူရပြစ်ထွက်ပြီးဝမ်းမြောက်ဝမ်းသာ ပြောနေကြတာပေါ့ရန်နေငယ်ကြတော့စတန်လီနဲ့ဇီရိုတို့သူတို့ရဲ့မိသားစုတွေနဲ့တူတက်တာကိုဖွင့်လိုက်ကြတယ်အဲ့ဒီထဲမှာအဖိုးမဖြစ်နိုင်တဲ့ share တွေပါတဲ့ကြီးမားတဲ့စီးစိမ်ဥစ္စာပစ္စည်းတွေကိုရရှိခဲ့ကြပါတယ်စတန်လီကဇီရိုနဲ့အဲ့ဒီယန္တနာတွေကိုအညီမျှခွဲဝေခြင်းပါတယ်အဲသူ့ရဲ့မိသားစုကလည်းသဘောတူလိုက်တာပေါ့ဇီရိုကအဲ့ဒီငွေနဲ့ပထမဆုံးလုချင်တာကသူ့မိကိုရှာဖွေဖို့စုံလုံးတရားငားရင်ခဲ့တာပါပဲဒါကအရန်စိတ်လို့ရှိရာဆက်ရကောင်းတယ်ပြန်လဲ ဆုံတွေ့ခြင်းဖြစ်ခဲ့ပါတယ်။မကြာခင်မှာပဲအပြုရင်စကံကိုပိတ်လိုက်ပြီးကောင်လေးတွေကိုတကယ်အကြံဉာဏ်ပေးမှုနဲ့ကုထုံးနေပြီးတဲ့နေရာတွေကိုပို့လိုက်တယ်။စနန်လီနဲ့ဇီရိုလူရဲ့မီတာစုကချမ်းသာတဲ့ရက်ကော့တစ်ခုမှတယောက်နဲ့တယောက်ပြင်းခဲ့ ပြောင်းရွှေ့နေထိုင်ကြပါတယ်စကဲကသူတို့ရဲ့တငငယ်ချင်းတွေလည်းမကြခဏလာလိုက်ကြတယ်စတန်လီရဲ့ဖီးရဲ့တူထွင်မှုဟာအောင်မြင်မှုကြီးကြပ်ရရှိခဲ့ပါတယ်သူရအောင်မြင်ပါလေဆိုတော့ဖနက်အနန်သူထွက်တာတွေကိုတက်တောင်လုပ်တဲ့နီးပေါ့နံပါတ်ကြီးဘေ့စ်ဘောကျယ်ဝင်ရအခုသူ့မိသားစုရဲ့ကျင်ညာတွေအတွက်အများနဲ့ဟိုပေါ့အာကျင်ညာတွေရဲ့ brand ambassador ဖြစ်ဆောင်ရွက်ခဲ့ပါတယ်အစကတည်းကအရာအလုံးဆက်ဆက်နေရဆိုတာကိုတက်သိပြခဲ့တယ်ဒီစကားလေးကဒီမှာရင်ပြီးဆုံးမှာပါတယ်နားရောလေကြလာမှုဒီခင်ဗျာကြည့်ရှိပြီလို့ကျေးဇူးတင်ပါတယ်